ကျော်ကျော်ဟာအခန်းတစ်ခုထဲမှာအကျဉ်းချခံထားရတာကြောင့်ရေပန်းဖို့ရအခက်တွေ့နေတာဖြစ်ပြီးတော့တွေ့ရပန်းအိုးတဲကိုရေပန်းဖို့ပြင်ဆင်နေခဲ့ပါပြီ။ထွေချိန်မှာမီနီကရောက်လာတော့တခိုးလူမေးတလို့လန်သွားခဲ့ပေမဲ့လို့ပေါက်တဲ့နှစ်ဘူးမထူးဆိုသလိုသူရေပန်းနေလို့အပြင်ထွက်သွားဖို့ကိုပြောခဲ့ပါပြီ။မီနီကတော့ဘာမှကိုပြမပြောပဲဒကာမကြီးကိုကင်ကာဆက်စီချက်ချမြည့်ရနေပြီးတော့ကျော်ကျော်ကိုဆွဲဆောင်နေခဲ့ပါပြီ။ ထိုအခါမှာလည်းမိပြန်စီကိုလေဘင်းကနေရာတီလာနေတဲ့ကိုပန်းကလည်းရောက်လာခဲ့ပါပြီ။ကိုပန်းလေဘင်းကသွေးတွေဟာအစမတန်ကိုပန်းထွက်နေခဲ့တာကြောင့်မိပြကိုဆင်ကုန်ပါပြီ။မိပြကတော့သူမကိုသွေးတွေနဲ့မပန်းဖို့ကိုစိတ်တူစွာပြောလိုက်ပါပြီ။တဖက်မှာတော့မီနီဟာလည်းမိပြအတိုင်းကိုမှလိုက်လို့နေတာဖြစ်တာကြောင့်ကြော်ကြော်ကလည်းမိပြပြောတယ်လို့ပြောဆိုမိလိုက်ပါပြီ။ရုတ်တရက်ကြော်ကြော်ကအောင်းအောင်းသွားခဲ့ပြီးတော့မီနီကိုသူကတော့ရင်မပန်းတဲ့အကြောင်းကိုဖြေရှင်းနေခဲ့ပါပြီ။ ထိုချိန်မှာမိပြကတော့ကိုပိုင်ရဲ့လေပင်ကအဲ့ဒီအပေါက်ကိုပိတ်ထားဖို့ကိုပြောပြီးမဲ့မိနစ်ကတော့မထိန်ချုပ်တော့ပဲကျော်ကျော်ကိုပြန်ပြီးတော့ပြောလိုက်ပါပြီ။ကျော်ကျော်ကလည်းယိုတီရဲ့ဆိုသူလိုဝမ်းနေသွားခဲ့ပြီးတော့မိနစ်ကအချင်းသားတရားမရှိရသူလိုထင်သွားခဲ့ပါပြီ။ကျော်ကျော်ကလည်းမိနစ်ကားတိုင်းကိုအပေါက်ပိတ်ဖို့ကမဖြစ်နိုင်ပြီမဲ့လို့သူကင်ထားရလို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါပြီ။အဲ့နောက်မှာတော့မိပြကကိုပိုင်ကိုအနာကနေထွက်သွားဖို့ပြောနေခဲ့ပြီမဲ့ကိုပိုင်ကတော့မသွားတဲ့အတွက်ကြောင့်ကိုပိုင်ကိုကြုံပါလိတော့ရင်မိနစ်ကတော့ကျော်ကျော်ကိုမဟင်းကမိုးလက်ဆောင်အပူရှာဖို့အရသာဆုံဆုံလင်းလင်းကြွေးပါပြီ။ မိနစ်ခါလေးကြာကြာကိုအသေးကျွေးနေတော့မှပဲသူမကျော်ကွန်းကမော်ဆော်ရဲဟာပြုတ်ချသွားပြီးတော့ပုံမှန်တီးစိတ်ပြန်ဝင်သွားခဲ့ပါပြီမိနစ်ခါလေးတတိပြန်ဝင်လာခဲ့ပြီးတော့ကျော်ကျော်ကိုတောင်းပန်ကရှယ်ရန်ရန်ပြီးတော့ကိုလစ်ပြေးသွားပါပြီမိနစ်ပြုတ်ချခဲ့တဲ့အယုစတေကဟာကျော်ကျော်ရဲ့ကြောပေါ်မှာကတ်သွားခဲ့ကကျော်ကျော်ကလည်းအသေးစိတ်ကိုပြတ်သွားရပါပြီ